တော်တို့ကရင်နေဇွေဝင်းတောင်အရန်ချစ်ကြတယ်အဲ့ဒီထဲမှာမှကျွန်တော်တို့အချိန်တန်လို့ရှိရင်ကရင်ပြည်နယ်မှာပြန်လာနေမယ်ဇွေဝင်းတောင်ယူလေးကိုငေးပြီးတော့အိမ်လေးစောက်မယ်ဆိုပြီးတော့စိတ်ကူးရင်လာတဲ့ရွှေကင်းနေအများကြီးလည်းရှိတယ်ပေါ့နော်အဲ့ဒီထဲမှာမှဒီနေ့ကလေးကျတော့ကျွန်တော်တို့ဘွာကညောဘွာခရစ်ဖိုးပေါ့ကျွန်တော်တို့အခုဇွေဝင်းတောင်ယူလေးကိုအကြည့်မြင်ရတယ်ဆိုတဲ့အနေထားလေးတစ်ခုမှသူ့အနေနဲ့လန်တောက်ကွက်လေးရှိုးလိုက်လန်တောက်ကွက်ဆိုတဲ့အနေထားမျိုးမှာ ူအနေနဲ့ဒီလိုမျိုးအိမ်လေးတစ်လုံးကိုရွေးချယ်လိုက်တယ်ပေါ့နော်ဒီတော့ကဒါကကျွန်တော်တို့မြို့တက်မြေပေးမိတ်မြေအားခိုင်ပါတယ်ခိုင်ပါမှုရှိတဲ့မြေလေးတွေဖြစ်တယ်ဒါပေမဲ့မြို့တက်ဖြစ်သွားတယ်ပေါ့နော်မြို့တက်ပေါ့တော့ဒီတော့ကျွန်တော်ဆိုလို့ရှိရင်အများနဲ့ကျွန်တော်မေးပါတယ်တော်စီမှာခြံလာဝဲတယ်ဆိုလို့ရှိရင်အဲဟိုခေကွာဇွေပင်းအောင်ယူလို့ချင်တယ်ခိုင်မာတာကြိုက်တယ်ဆိုလို့ရှိရင်မြို့တရားအရွေးချယ်တင့်သုံးနေရမျိုးတွေဖြစ်တယ်ပေါ့ဒါပေမဲ့လည်းသူ့ခင်ကတော့အမှန်တိုင်းပြောပြီးရောင်းခိုင်းတယ်ပေါ့နော်သူ့လိုမဖြစ်အောင်ပေါ့ သူကပြင်းပြင်းထန်ထန်နေချင်းနဲ့ဇွဲဝိတောင်လေးကိုမြင်ရတာကြိုက်တယ်။ဒါပေမဲ့လည်းဘာပဲပြောပြောလင်းနဲ့တခါရေကြီးရတဲ့မှာပါနေတာသူမသိလိုက်ဘူးပေါ့နော်အဲ့လိုမျိုးလေထားနေသူတော့ရှိတယ်။ဒီတော့ကျွန်တော်တို့မြို့တစ်ကလင်းနဲ့တခါရေကြီးရတဲ့မှာပါပါတယ်သူအနေနဲ့လည်းသူ့ဆီကဝယ်သွားတဲ့လူတွေကိုအဲ့လိုမျိုးရေကြီးတဲ့ဒဏ်ပေါ့နော်သိရဟုတ်လားရေကြီးရဆိုတာလည်းကျွန်တော်တို့9ရက်လောက်ပဲရေကြီးတာဗျာဒါပေမဲ့လည်းအဲ့9ရက်အတွင်းမှာတော်တော်လေးအလုံရှုပ်တယ်နော်တော်တော်လေးအလုံရှုပ်တဲ့ပစ္စည်းတွေအကုန်လုံးရွှေရပြောင်းရဆိုတော့အဲ့လိုမျိုးလေးမဖြစ်အောင်ဆိုပြီးတော့သူ့အနေနဲ့က ီအိမ်လေးကိုရောင်းတဲ့နေရာမှာအဲ့ဒါလေးထည့်ပြောစီခြင်းနဲ့ဆိုတော့ဒါလေးကသူ့အနေနဲ့ရောင်းတဲ့ချိန်မှာကျွန်တော်လည်းရောင်းအပြော့တော့ပေါ့နော်အဲ့လိုနေထားလေးတော့ရှိရအမှန်တိုင်းပြောရောင်းရတယ်ဆိုတော့လေနော်ဒီတော့အဲ့လိုမျိုးနေထားလေးဒီမှာကိုယ်အနေနဲ့လက်ခံနိုင်တယ်ဆိုလို့ရှိရင်အရင်ယူလှတဲ့ဓာတ်ွက်လေးလည်းဖြစ်တဲ့နော်ဒါကမြို့သိမြေပိမိတ်မြေပိမိတ်ခိုင်မာတယ်မျက်နှာစာ90အနောက်85ဆိုတဲ့အနေထားလေးမှာမောင်ကျော်ရဲ့စငယ်ချင်းအိမ်ပေါ့နော်မောင်ကျော်ရဲ့စငယ်ချင်းအိမ်ဖြစ်ပါတယ်နေခြံဝယ်တာနေမပြောပြအောင်လားပြောပြလေ ဘာပြောပြလဲရေကြီးလို့မပြောပြဘူးလားဒီခြံတော့မရောက်သေးဘူးလေအခုမှအစ်စ်ရောက်တယ်နေရလဲမဟုတ်လေငါပြောတာကသူစဝယ်တော့နင်းနေတွေ့နေမမတွေ့ဖြစ်သေးဘူးဩမတွေ့ဖြစ်သေးဘူးဘာလို့မျိုးနေထားလဲဖြစ်ပါလဲသူနေနေကလည်းဒါမင်္ဂလာဦးမင်္ဂလာဦးအိမ်မင်္ဂလာဦးအိမ်မင်္ဂလာဦးမြေอืมဆိုတော့လေယူကလည်းရှင်ဒီဇွိမေတော်နဲ့အဲ့ရနုကနဲ့အင်းတန်ဇွိမေမြူအင်းဆိုတော့မြို့သူမြတ်လည်းကြိုက်ဆိုတော့မင်္ဂလာဦးစတော်ကတော့ကြိုက်ခဲ့တယ်ဗောနော်အခုကတော့ ကြာလာတော့မကြိုက်တော့ကြာတော့မကြိုက်နိုင်တော့ရည်ကြီးရတဲ့မခံနိုင်တော့ဘူးဆိုတာထဲနောက်ပြီးတော့လေတိတ်တိတ်တိတ်မရူမရူတော့ဘူးတိရလားအဲ့လိုမျိုးနေထားဒါမဲ့ channel လေးကအုတ်တိုင်းသေချာခတ်ထားတယ်နောက်ပြီးတော့ तू က engineer နော် engineer ဟုတ်ပါလား engineer ဆိုတော့ तू တိုက်ဒီကို तू သေချာလေးစောက်တာတယ်လို့ပြောပါတယ် तू တိုက်လေးကိုခက်ခန်ခက်ခန်နဲ့ခန်ခန်ခန်နဲ့ foreign foreign ပစ္စည်းတွေနဲ့တုံးထားတယ်ပစ္စည်း foreign iron ပေါ့နော်တန်ဆိုရင်လည်းနိုင်ငံခြားကနေတင်ပို့ပြီးတော့တန်ရှင်စောက်ထားတယ်နောက်ပြီးတော့ ဘလောက်ထိတောင်နိုင်ငံခြားတင်ပို့တာများွားလဲဆိုတော့ဒီကလူတွေမဆောက်တတ်တော့အဲ့လိုမျိုးဖြစ်သွားမဆောက်တတ်တော့တခုရှိသွားတာကမိုးရွာတယ်အဲတင်းနော်အဲဒါလည်းအများကြီးတော့မဟုတ်ပါဘူးတပါးပါးပါဗျာပြောရမယ်ဆိုလို့ရှိရင်ဒီကပစ္စည်းတွေကိုသူ့အနေနဲ့မသုံးတဲ့တော့ကြောင့်မလို့ဒီကလူတွေကလည်းမလောက်တတ်တော့ဆိုတော့အဲ့လိုမျိုးချွင်ရင်ချက်လीတော့နည်းနည်းရှိသွားတယ်ပေါ့နော်အဲ့လိုမျိုးနေထိုင်လေးတခုမှမရှိလို့အနေနဲ့မျိုးစစ်မှာအိမ်လေးတစ်လုံးလို့ရှိနေဆိုလို့ရှိရင်ကျွန်တော်အခုဒီအိမ်လေးအကြောင်းကို စကားပြောရင်းနဲ့နော်မောင်ကျော်နဲ့အခုလိုက်ပြပြီမှာဖြစ်ပါတယ်ချက်လောင်းလိုက်ကြည့်ပြီတခါလေးလဲစကားပြောရတာပေါ့မဟုတ်လားနားထောင်ပေါ့အပြောင်းလဲလေးကဲမကေမောင်ကျော်ကစာရွက်ကြီးနဲ့အခုစာရွက်ကြီးကင်ပြီးတော့လိုက်ပြတော့မှာပေါ့နော်โอเคဒီတော့နည်းနည်းလေးအသေးစိတ်လေးရိုက်ပြမှာဖြစ်တဲ့အတွက်ကြောင့်မလို့တည်တည်ခြားခြားလေးကြည့်ပေါ့ကဲကျွန်တော်ပြောပြောတော့နေကဲမင်္ဂလာဦးအိမ်လေးပေါ့နော်မင်္ဂလာဦးအိမ်လေးကိုကျွန်တော်ရောက်ရှိလာခဲ့ပြီပေါ့နော် ဆိုတော့ဒီအိမ်လေးကအမောင်ရင်သူကအရှိမျက်နှာစာကိုသူက34ပဲရှိတယ်34ပဲအနောက်ကကြတော့38ပဲ38ပဲရှိရှိတယ်ပေါ့နော်အဲဆိုတော့ဒီမျိုးအကျယ်ဝန်းလေးပေါ့တိုက်ပုလေးပေါ့နော်တိုက်ပုလေးဆိုမဲ့ तू ကခေါင်မြင့်နေပါတခါလေးစားလဲမှာရည်လာပေးဟုတ်တယ်ခေါင်မြင့်ခေါင်မြင့်က तू က9ပေ10ပေပေါ့ကွာ9ပေ10ပေခေါင်မြင့်9ပေ10ပေဆိုတော့ तू က drawing တီချာလေး drawing က2018ကနေက drawing ကခုကြီးရှိတာတော့ပဲအဲ့တော့ဒီအိမ်လေး drawing တီစဲကိုလည်းကြည့်လို့ရတယ်ဟုတ်တယ်ကျွန်တော်ချတတ်ပြီးပါမယ်ပေါ့နော်အဲ့လိုမျိုးဆိုတော့ကဲအိမ်ထဲဝင်ကြည့်အောင် ဒါချန်ချန်ရှေ့လေးလေတော်တော်လေးလှလှပပလေးနင်းချင်းစရာလေးကွာနော်ချေလို့လို့ရတယ်ကဲဗာပြမလဲကဲဒီဒီအိမ်ကိုဝင်လို့ရှိရင်ပမနောက်ဆုံးခြေချနဲ့ခံစားမြင်ရတာဒီပါကေးပေါ့ပါပါကေးဟုတ်နော်ပင်ကလေးပါကေးပါကေးကပင်ကလေးလောကပင်ကလေးအဆင့်နဲ့ထွက်လာတာပေါ့နော်ဆိုတော့ဒီအကျယ်အိမ်ရှေ့အကျယ်ဝန်းကတဲ့22ပေ14ပေကျဲတယ် ဆက်နှစ်ပြီဆက်လေးပြီနော်ကြကြဝန်းလေးပဲအာသူခုနပြောရဲမှာရင်ရင်ယူရတဲ့ဟာဒီကောင်လေးနော်ဟုတ်တယ်ဟုတ်တယ်ဆေးလေးပြန်လိုက်ပေးမှာလားอืมဆေးပြန်လိုက်ပေးမယ်ဒီဟာတော့နောက်ပြီးတော့လို့ရှင်ဒီကောင်နော်လုံခြုံရေး security ကတရားသုံးနာပြီးတယ်ဒီဟာလည်းပြင်ကလို့စစ်တွေသုံးနာပြီးတယ်နော်ဒါတော့ဒီကြေဝန်းတော့ဒီမချလာခဲ့မယ်နိုင်ပါလားနိုင်ပါမယ်ဒီအခန်းကြတော့တို့ဆေးပြီးဆေးပြီးဆက်လေးပြီးကျတယ်ဒါတော့အေကံပဲတော့တော့ နော်အဲ့ဒီ line ရှိနေသုံးသုံးမိသားစုအတွက်သုံးသုံးပေါ့နော်ဒါတော့ save ဆက်လေးပြီးကျဲတယ်ဒီမျိုးခန်းကနှခန်းရှိတယ်ဒီမှာဒီမျိုးခန်းနှခန်းရှိတယ်ပေါ့နော်ဒါလည်းလူနေခန်းဖြစ်တယ်အခန်းအဆိုရင်ဒါကစင်ကနှခန်းပေါ့စင်ကနှခန်းတယ်ဒီဘက်ချမ်းမှာကြတော့သူကမိဘကြောင့်မိဘကြောင့်လည်းတသက်ရက်လေးရှိပြီးတော့မှာ နော်တိတိကျလေးလုတ်ခါပြီးတော့ပေါ့နော်ဆိုတော့မိဘကြောင့်အခန်းကြတော့မိဘကြောင့်ဒီဇာတိပါနော်14ပြီ16ပြီကျဲ14ပြီ16စုပြီဆိုတော့လည်းမဆိုးဘူးပေါ့နော်မိသားစုချက်စားမလားမိသားစုအတူတူသူမျိုးစားကြမလားဆိုတဲ့အတိုင်းတော့မှတော့တော်တော်လေးတော့ကောင်းတယ်ပေါ့နော်အနောက်မှာလည်းနေရကျန်သေးတယ်ကွာကျန်ဟုတ်တယ်နောက်မှာဝင်ကြည့်လိုက်အောင်မကားရောကားနှက်စီလောက်ထုတ်လို့ရတယ်อืมအပေမပါဘူးဆိုတော့ ောက်တစ်ခုလို့တွေအိမ်ရှိမှာတွေ့ခဲ့တာကတော့ရေတွင်ပေါ့နော်အခုဒီမှာတော့ဝေစီတတွင်ရှိတယ်နောက်မှာလဲဝေနောက်မှာဝေစီတတွင်ထားရတယ်ဒါတော့ရေတွင်ပဲရှိတဲ့အရာများပြီမဲ့လေအခုဒီမှာကျတော့ရေတွင်ရောဒီကဝေစီရောရှိတာပေါ့ကွမီသွေးမီဖို့လေမှာနောက်မှာနော်ခြံနေရာလေးပြီးတော့မီသွေးမီဖို့လေး ਨੇ ဟိုမှာဒီမှာ organic စားသောက်လို့ရ organic ဒီမှာ organic ဥစားတန်ရာတန်ရာဒီခုနကတော့တန်ရာရေးသောက်တာဒီအတိအကျတယ်မိုင်းနေ ကဲဒီတော့ master bedroom ခံပြရတယ်ကဲ master bedroom ဒီ master bedroom က तू က14ပြီ14ပြီကျဲတယ်เนาะ14ပြီ14ပြီကျဲတယ်ဒီမှာကျတော့ပြီးတော့ဒီမှာအိမ်သားရေချိုးခန်းတသက်တခန်းထပ်ဖွင့်ထားပြီးတော့ဗောနော်အင်အားကတလုံးပေးမယ်လို့ပြောတာနော်ဟုတ်တယ်အင်အားကတလုံးပေးမယ်နောက်ပြီးတော့ဒီမီချိုးလိုင်းတွေပေါ့ မီဒိုလိုင်းနေရာသူတခင်ပြောတာကအေယာကွန်သုံးလုံးနိုင်တယ်220 50 V ပေါ့ကြောဒီအထဲမှာကြီးတယ်ဒီတဲ့ဟာဒီလိုင်းနေရာသေးတာဒီလိုင်းကသေးသွားတယ်နော်အဲ့ဒါကတော့တက်လာပြီ။တပကဒီမီဂျိုတုံးထားပြီလားကတော့အချိုးကြီးတုံးထားပြီတယ်ကွာ။အဲ့လိုမျိုးဒီလိုင်းနေပေါ့။အင်းလိုင်းအဲကွန်သုံးလုံးအကောင်သုံးလို့ရတယ်။အော်မီမီလာပြီ။မီလာ။နောက်ပြောဒီမှာ public toilet အင်း public toilet ချက်တော့ရပါ။အိမ်ထဲမှာပဲ ဒါတော့ကုံပြီးပြီပေါ့မဟုတ်လားဒါတော့ရှောက်လန်းပေါ့နော်ရှောက်လန်းလည်းကျဲရှောက်လန်း6ပေလောက်ရှိမယ်နော်10ပေလား10ပေ6လန်းက10ရှောက်လန်းက10ပေကျဲတယ်ဆိုတော့ပစ္စည်းပစ္စည်းသက်သက်ဒါပဲဖြစ်ကစားကလေးကစားရှိပေါ့နော်ဒါတော့ကျဲကျဲဝုံးပဲအဲ့ကလည်းကျဲနော်อืมအဲ့ကလည်းကျဲအလင်းအောင်လေဆိုတော့အကျဉ်းချုပ်ပြောမှဆိုလို့ရှိရင်အခန်းတော့ single ခန်းတော့နှခန်းရှိတယ်အာ master bedroom ကတခန်းရှိတယ်မိဖို့ကြောင့်တခန်းရှိရပါတော့ပြီးတော့လို့ရှိရင်တော့အများဆုံး twilight အဲတခန်းပါတာဗောနော်ပြီးလို့ရှိရင်ဒါဧကန်ဗောနော်ဆိုတော့ဒီဟာလေးဗောနော်ဒါမင်းလာဦးအိမ်လေးပါလို့ကဲဒီတော့ပြီးပြီလားမှတ်ကြည့်ကြလေးလိုက်လာဒီနေ့ကအဖို့အဓိကငါဒီအိမ်တွေကြိုက်တယ်အိမ်အိမ်ဟန်းစင်းတစ်ခါလောက်ထပ်တော့လိုက်ရင်တော်တော်မိုက်မှာတော်တော်တော်လေးတော့လှသွားမယ်လှသွားမယ်ဆိုတော့သူ့အနေနဲ့လည်းဒီဟာရအာအလားမပြေတာမဟုတ်ပါဘူးတခါချင်းကျွန်တော်တို့မိသားစုတွေကလေးများလိုက်ပြီးဆိုလို့ရှင်တော့ ီလိုပဲစပင်းတယ်ကလေးတွေကစားကြတယ်ဒါတော့မိသားစုကလေးများလည်းဒီတိုင်းသိပါတယ်နော်အဲလန်ထောင်းအကွက်อืมဒီမှာကားရုပ်အနေထားချက်ရှိလိုက်အောင်နော်မိုက်သားပဲဒီမှာတော့ကားရုပ်ပကတ်လေးနဲ့ကဲတို့ညနေခင်းဆိုလို့ရှိရင်ဒီလိုမျိုးအမ်းမောင်းရင်ဒီမှာမောင်းရင်ဘလိတ်တွေလည်းတင်ထားတာပေါ့ဒီမျိုးအပင်အောက်မှာအမ်းဘီယာပေါက်ကြမယ်ဘီယာတောက်ကြမှာသူတည့်ရည်ဒီလေကြီးရယ် နေတိုင်းမဟုတ်ဟပ်ပိန်ဆိုတော့ကျွန်တော်ထင်တယ်ဒီအရှင်ကလေ romantic ဆန်ဆန်စွာနဲ့သူစောက်ထားသလားပေါ့နော်အရှင်မှာဒီမျိုးအပင်ရှိမယ်တရက်ပင်ရှိမယ်နော်ပြီးတော့လို့ရှိရင်တို့အရှင်ထွက်လာတဲ့ဒီမှာဇွဲကွင် view ယူကွင်လည်းရှိတယ် view point view point လာရှယ်ပဲကောက်ကူပင်လေးနဲ့ကောက်ကူပင်လေးနဲ့အဲဇွဲဝင်းတောင်လေးနဲ့နော် နေမယားလေးဆိုလို့ရှိရင်ဒါစီနူးစရာလေးอืมတသားမီမီတသားမီမီရှိလို့ရှိရင်တသားမီမီနဲ့လေကင်မရာမန်တို့ SE တို့ဆိုရင်တော့ဒါဆွေးမီးစရာလေးတော့ဒီဟုတ်လားအဲ့လိုမျိုးနေထားလေးဖြစ်မှာဟုတ်တယ်လို့ပြောသေးဘူးဒီတော့ကဒါလေးက350အနောက်55ဆိုရမီ image ဆိုတဲ့မျိုးသစ်မျိုးလေးပါတယ်ဒီညာလေးကကျွန်တော်တို့အမှတ်ခွန်နဲ့ဟုတ်တယ်အမှတ်ခွန်နဲ့ဟုတ်ပါတယ်အမှတ်ခွန်နဲ့ပိုင်းပေါ့နော်ဒီဘက်ချမ်းဆိုတော့အမှတ်ခွန်နဲ့ပိုင်းအမှတ်ရှိပိုင်းအမှတ်ခွန်နဲ့အမှတ်ရှိကငါယူပါတယ် အမခွန်အမခွန်ဟုတ်ပါတယ်နော်အမခွန်ဘိုင်းဆိုပင်ဆိုတဲ့အနေထားလေးပေါ့နော်ဒီလိုအနေထားလေးဖြစ်ပါတယ်ဒီတော့ဒီလိုမျိုးအနေထားလေးကိုစိတ်ဝင်စားတယ်ဆိုလို့ရှိရင်ဆွမ်းနာတော့ဘိုင်းရှင်ပြောတဲ့ချက်ဘယ်လောက်လဲ1800 1800อืม1800 1800ပေါ့နော်1800ညှိနိုင်ပြုံးပါလားညှိနိုင်လားညှိနိုင်ပြီမယ်ညှိနိုင်ပြီပါမယ်ညှိနိုင်ပြီပါမယ်နော်ဒီတော့ကစိတ်ဝင်စားတယ်ဆိုရင်တော့မောင်ကျော်ဖုန်းကိုခေါ်လိုက်ပြန်ဒီကောင်ပေါ့ဆိုတော့လုပ်ပြီးမယ်အာလုပ်ပြီးကျေးဇူးတင်ပါတယ်ဟုတ်ကျေးဇူးတင်ပါတယ်